ဖရန်ဒိုဂျူနီယာဆိုလာရယူတာကိုတီမီဖန်သားပြင်ပေါ်ကရင်ကြီးစုအပေးခဲ့တဲ့မက်ဆီရတာပိုင်းသမားလုံးဝမိလာများမန်ချက်စတာဖော့စ်ကနေပြန်လည်ကြိုးလိုက်ပါရင်မန်ချက်စတာနိုင်တက်ကနေဝင်ခရစ်စတီယာရော်နယ်ဒိုရဲ့သားဖြစ်သူရက်ဒိုဂျူနီယာဟာပေါ်တူဂီယူဆန်ကအသင်းနဲ့ပထမအဆုံးရွေးချယ်ခံရချိန်မှာပဲပထမအဆုံးဆူလာကိုတင်ပိုင်နိုင်ခဲ့ပါရင်တဲဝဲမစားခင်တုန်းကရက်ဒိုဂျူနီယာဟာဘောလုံးအရင်ချင်းမရှိပဲဖားခင်မင်းသားကြောင့်အခုလိုရွေးချယ်ခံရလို့လေဝေဖန်တန်ရင်ထွက်ပေါ်ခဲ့ပါသေးတယ် တကယ်တမ်းကစားချိန်မှာလဲရိုနယ်ဒိုဂျူနီယာဟာအုပ်စုပွဲစဉ်၃ခုစလုံးတပွဲမှာမိနစ်60ပြီးကစားခွင့်မရခဲ့ပါဘူး။နောက်ပြီးပွဲကစားကြားချိန်သူလုံးပြထားတဲ့စွမ်းဆောင်ရည်တွေကမကောင်းတာတွေကိုရွေးပြီး highlight လုပ်ဗီဒီယိုတင်ခဲ့တာတွေတော့ရှိပါသေးတယ်။ဒါပေမဲ့အင်ရှင်ခရိုအေးရှားနဲ့ကစားခဲ့တဲ့ဘောလုံးပွဲမှာတော့ရိုနယ်ဒိုဂျူနီယာဟာပွဲထွက်ခွင့်ရခဲ့ပါတယ်။ပွဲထွက်ခွင့်ရယုံတင်မှာကပဲပေါ်တူဂီအသင်းတပ်အဖိုးတပ်အတွင်းကနှစ်ခုကိုလည်းရယူပေးခဲ့ပါသေးတယ်။ပထမအကူကိုဘယ်ဂျင်နဲ့အပြင်ကန်အတွင်းပြီးဒုတိယအကူကိုခေါင်းတန်းရယူခဲ့တာဖြစ်ပါတယ်။ ဖခင်လိုပဲပွဲကြီးတွေမှာခြေစွမ်းပြတတဲ့ဒီရန်တွေကတော့ Redo Junior မှာလည်းပြေဝရှင်နေပါတယ် Redo Junior ကဂိုးတွေသွင်းပြီးမှဖခင်လိုပဲစူးပုံစံနဲ့အောင်ပွဲခံခဲ့သေးလားသိရပါတယ်ပေါ်ပြီးထူးခြားတာက Renault ရဲ့မဟာပြိုင်မဲ့ Messi ရဲ့သားဖြစ်သူ Matteo Messi ဟာတီမီဖန်သားဖြစ်ပေါ်ကနေ Renault Junior ဆုလက်ခံနေလာကိုကြီးစုအားပေးနေကြတာဖြစ်ပါတယ်